ှင်ကျမတို့ဖူအီအီနွယ်ပါ DV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားတော့မယ်မြမရှိအုပ်စုဟာဗြိတိရှပင်လယ်ရဲ့ခြားနယ်မြေတွေမှာစီးပွားရေးလုပ်ငန်းတွေလှုပ်ဆောင်နေပြီးအဲ့ဒီစီးပွားရေးလုပ်ငန်းတွေကပြည်သူတွေအပေါ်ကျူးလွန်တဲ့အကြမ်းဖက်ဆစ်စင်ရေးကိုဗဏ္ဍာငွေထောက်ပံ့နေတယ်လို့ Justice for Myanmar က노မာလာ၄ရက်နေမှာထုတ်ပြန်ပါတယ် စေအုပ်စုထိန်းချုပ်ထားတဲ့တဘာတုံငွေစီမံကိန်းတွေနဲ့ပတ်သက်ဆက်နွယ်နေတဲ့ကုမ္ပဏီတွေဟာပြည်ပကုမ္ပဏီကွန်ရက်တွေကတဆင့်လုပ်ငန်းတွေဆက်လက်လည်ပတ်နေပြီးစေအုပ်စုရဲ့အကြီးအမားဆုံးနိုင်ငံခြားဝင်ဝင်ရင်းမြစ်ဖြစ်တဲ့ရေနံနဲ့တဘာတုံငွေကဏ္ဍကိုအသက်ဆက်ပေးနေတယ်လို့ဆိုပါတယ်။စေအုပ်စုကိုယ်စားလှယ်တွေပါဝင်နေတဲ့ကေမန်ကျွန်းစုတွေနဲ့ဘာမျူတာအာနာပိုင်တွေစီ Justice for Myanmar ကဥပဒေကြောင်းအရတိုင်ကြားချက်တွေပေးပို့ခဲ့ပြီး၁၈လကြာမြင့်ပြီးနောက်ပိုင်းမှာလဲ UK နိုင်ငံရဲ့စေအုပ်စုအပေါ်ဒဏ်ခတ်ပိတ်ဆို့မှုတွေကြားကမတမာစီးပွားရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေတာဖြစ်တယ်လို့ဆိုပါတယ်။ဘာမြူတာနဲ့ကီမန်ကျွန်းစုအာဏာပိုင်တွေအနေနဲ့ UK တန်ခတ်ပိတ်ဆို့မှုတွေကိုအသက်သွင်းလှုံ့ဆော်ရမှာဖြစ်ပြီးအဲ့ဒီကုမ္ပဏီတွေကိုလည်းအပြည့်အဝစုံစမ်းစစ်ဆေးပြီးတရားမဝင်မြမအစ်အုပ်စုကိုသူတို့နေမြေအတွင်စီးပွားရေးလှုံ့ဆော်တာကိုရပ်တန့်စေရမယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်ရှင်။ နေပြီးတော့ရန်ကုန်နဲ့မန္တလေးအပါအဝင်မြန်မာနိုင်ငံကမြို့ကြီးတွေမှာနိုမာလာတရက်ကစပြီး Wi-Fi line တွေနဲ့ mobile internet line တွေကျဆင်းနေခဲ့ပြီးနိုမာလာ၄ရက်အထိပြန်လည်ကောင်းမွန်ခြင်းမရှိသေးတယ်လို့သုံးဆွဲသူတွေအခက်အခဲကြုံတွေ့နေကြပါတယ်။ Wi-Fi တွေ line ကျဆင်းတာဟာနိုမာလာတရက်နေ့လယ်ပိုင်းကစဖြစ်ခဲ့တာဖြစ်ပြီး၄ရက်ကြာလာတဲ့အထိပြန်လည်ကောင်းမွန်လာတာမရှိသေးတာပါ။ဒါကြောင့် mobile internet ကိုပြောင်းလဲသုံးနေရပါမယ့် line တွေပြတ်တောင်းပြတ်တောင်းဖြစ်နေတယ်လို့လည်းပြည်တွင်းမှာနေထိုင်သူတချို့ကပြောပါတယ်။ ရန်ကုန်မြို့မှာနေထိုင်တဲ့ဖုန်း reviewer တယောက်ကအဲ့ဒီနေ့ကလေးကလိုင်းတွေကကျသွားတာဘာမှလုံးမရဘူး VPN သုံးမရတဲ့ဟာတွေလဲ VPN သုံးရတဲ့ဟာတွေလဲသုံးမရဘူးဒီနေ့မနေ့ပိုင်းအထိပြန်မကောင်းသေးပါဘူးဗီဒီယိုတွေရိုက်ထားတာတွေရှိတယ်လိုင်းမကောင်းတော့တင်မရသေးဘူးလို့ပြောပါတယ်ရန်ကုန်မြို့နဲ့အလားတူမန္တလေးနေပြီးတော့အပါအဝင်တခြားမြို့တွေမှာလည်း Wi-Fi လိုင်းတွေကျဆင်းနေတာပါအခုလို Wi-Fi လိုင်းတွေကျဆင်းနေရတာ ਨੇ ပတ်သက်ပြီး operator တွေကဆာဗာကျဆင်းနေတာကြောင့်ပြန်လည်ပြုပြင်နေရတယ်လို့ အကြောင်းပြချက်ပေးထားပေမဲ့ဘယ်ချိန်ပြန်ကောင်းမယ်ဆိုတာကိုတော့အတိအကျပြောဆိုနိုင်ခြင်းမရှိသေးပါဘူးရှင်။ကီနီပီနယ်ဒီမော့ဆိုနယ်ဖရူဆိုမြို့နယ်ကစပားပြန်ရိတ်တဲ့တောင်သူတွေကိုစစ်တပ်ကဒရုန်းနဲ့ပုံလိုက်ကျဲနေတဲ့အတွက်စစ်ရေးသတင်းနဲ့သွာလာလုကင်ကြဖို့ကီနီမြို့သားများကကွယ်ရေးတပ် KNDF ကသတိပေးထုတ်ပြန်ထားပါတယ်။ဒီသတင်းကို Morris ပေးပို့ထားပါတယ်ရှင်။ ပြီးခဲ့တဲ့အော်တိုဘာလအတွင်းမှာတဲ့ဒီမော့ဆိုနဲ့ဖလူဆိုမြို့နယ်တွေကလေပြန်ရိုက်တဲ့သူတွေကိုစစ်တပ်ကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့တလာအတွင်း၃ရောက်တေဆုံးခဲ့ပြီး၈ရောက်ဒဏ်ရာရခဲ့ပါတယ်တေဆုံးဒဏ်ရာရတဲ့သူတွေဟာလေခွင်းထဲမှာလေဆိုင်နေတဲ့အချိန်နဲ့လေယာအသွားလာလုတ်တဲ့အချိန်တွေမှာဒရုန်းနဲ့တိုက်ခိုက်ခံရတာဖြစ်ပြီးစစ်ရေးပြတ်မှတ်မဟုတ်ပဲအရသားတွေကိုပြတ်မှတ်ထားတိုက်ခိုက်တာဖြစ်တဲ့အတွက် ဒီမော့ဆိုနယ်ဖလူဆိုမြို့နယ်တွေကစိုက်ပျိုးတီးနှံရိတ်သိမ်းမဲ့သူတွေကိုစစ်ရေးသတင်းနဲ့တွာလာလောက်ကင်ကြဖို့ KNDF ဘက်ကနိုဝင်ဘာ3ရက်နေ့မှာအတိပေးထုတ်ပြန်ထားတာပါအခုတခါထိုးစစ်မှာစစ်တပ်ဘက်က drone တိုက်ခိုက်မှုတွေကိုပိုအသုံးပြုလာပြီးရှေ့တန်းမှာလည်းမကဘဲနောက်တန်းအထိပါ drone တွေတုံးလာတာဖြစ်တယ်လို့ဒီမော့ဆိုမှာရှိနေတဲ့ DBB ရဲ့စစ်ရေးရင်းမြစ်ကဆိုပါတယ်ကျွန်မရပြန်ဆင်းလာရှိတယ်နောက်အဲကျွန်မဆင်းပြီးရပိုင်းမှာပဲလူတုံးစီကြရပါလား ဒီအရှိအရှိမှာတော့ကျဲ drone တွေပဲတောင်းတာများပါလေအရှိတန်းမှာတော့ဒီဒီအနောက်နေရာတွေမှာဒီကာမီကာဆီ FPV တွေတောင်းတာများတော့တုံတုံစတက်ကဂရင်းနီပြည်သူလူတို့ရဲ့စားနဲ့ရိတ်ခါနဲ့ဝင်ငွေရလမ်းကြောင်းတွေကိုပိတ်မှတ်ထားတိုက်ခိုက်လာတာကြောင့်ဝင်ငွေရပ်တန့်ပြီးစာဝတ်နေစိန်ခေါ်ချက်တွေများလာတဲ့အတွက်ဂရင်းနီပြည်နယ်ဟာရှစ်ဆက်အငက်ဘေးကျုံလာနိုင်ကြောင်းကိုလည်းဂရင်းနီလူခွင့်ရဲ့အဖွဲ့တစ်ခုဖြစ်တဲ့ KNHRG က ပြီးခဲ့တဲ့အောက်တိုဘာစီရင်ခံစာမှာထုတ်ပြန်ခဲ့ပါသေးတယ်။အလူရှင်တွေထောက်ပံ့မှုနည်းလာတာတွေအလောက်ကန်ရှားပါတာတွေကြောင့်စစ်ဆောင်အများစုဟာလည်းတိုက်ပွဲတွေကြားကနေလယ်အလုပ်တွေကိုအသက်နဲ့ရင်းပြီးလုပ်နေရတာလို့ဒီမော့ဆိုဒေသခံတယောက်ကဆိုပါတယ်။음ပြည်သူတော်တော်များများကဒီစပါးတွေစိုက်တာစိုက်တော့အဲချီချင်းဝင်နေယူတာပေါ့တချို့ကတချို့ကရှိတာနဲ့ အခုထုတ်သုံးပြီးတော့စပန်းနဲ့ထဲမှာလက်ထဲမှာအရင်းလာပေါ့တောင်းရမှာတချို့ဒီဒီနေ့ဆိုရင်ပြန်ဖူးခင်းဆိုလည်းတော်များများရှုံးနေပြီးစပားပဲကြာနေဆိုတဲ့အချိန်မှာရေတိတ်ခဏနီးမှာစစ်သားတွေကလည်းစီချောင်းထိုးလာရပေါ့နော်အဲ့မှာတစ်ခါထပ်ပြေးရတော့ပြည်သူတွေလည်းတော်တော်စိတ်ဓာတ်ကျတာပေါ့နော်ဘာဖြစ်ဆိုတချို့အိမ်တွေကလည်းဟိုစားဝတ်နေအစီမပြေဘူးစားဖို့တောက်ဖို့တောင်မှမလုံမလောက်ပေါ့နော်တချို့အိမ်တွေဆိုရင်လည်းဆံပြက်လက်မှုတွေလည်းကြုံရတာပေါ့နော် နိုဝင်ဘာ3ရက်နေ့မနက်ပိုင်းမှာလည်းဒီမော့ဆိုအနောက်ချမ်းကိုစစ်တပ်ကဂျက်ဖိုင်တာအပြင်အသေးခံဒရုန်းသုံးပြီးဘုံကျဲခဲ့တဲ့အတွက်လူ9ယောက်သေဆုံးပြီးထိခိုက်ဒဏ်ရာရခဲ့တဲ့သူတွေလည်းရှိပါတယ်။ဒီဇင်ဘာမှာလုံမဲ့ရွေးကောက်ပွဲအတွက်စစ်တပ်နဲ့ PNO ပူးပေါင်းတပ်တွေဟာကရင်နီကိုစစ်မျက်နှာ၅ခုဖွင့်ကထိုးစစ်ဆင်တာဖြစ်ပြီးပြည်သူလူထုအနေနဲ့လည်းစစ်ဖြစ်တဲ့နေရာတွေကိုမလိုအပ်ဘဲခရီးမသွားဖို့နဲ့စစ်ရေးတတိရှိရှိနဲ့သွာလာကြဖို့ KNDF ကတတိပေးနှိုးဆော်နေတာပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်မော်ရစ်ပါ။ ရှမ်းပြည်နယ်မြောက်ပိုင်းနမ်ခမ်းမြို့မှာအော်တိုဘားလ28ရက်ကစပြီးတအန်းတက် TNL ကဒေသခံအိမ်အောင်စုစီရင်မှတ်ပုံတင်အပြင်ယာယီနယ်ဆက်ဖြတ်ကျော်ခွင့်လက်မှတ် TPP ပါပြုလုပ်ပေးနေတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ TNL ကဒေသခံမှတ်ပုံတင်ကပ်ပြားနဲ့တရုတ်နယ်ဆက်ယာယီဖြတ်ကျော်ခွင့်လက်မှတ်တွေပြုလုပ်ပေးနေပြီးနမ်ခမ်းမြို့ကန်တွေပဲနယ်ဆက်ဝင်ထွက်လို့ရတယ်လို့ TNL နဲ့နှီးဆက်သူကပြောပါဗျ။ TNL ကလုပ်ပေးနေတဲ့အိမ်အောင်စုစီရင်အတွက်12000ကျပ် မပုံတင်အတွက်11000ကျပ်ကုန်ကြပြီး DNL ထိန်းချုပ်နေမြေအတွင်ခီးသွားလာရင်းနဲ့ကုတန်ရောင်းဝယ်ရေးအပြင်တရုတ်နယ်ဇက်အဝင်အထွက်တွေအတွက်ပါအသုံးပြုနိုင်တယ်လို့ဒေသခံတွေကပြောပါတယ်ဒါပြင်တရုတ်နဲ့နမ်ခန်နယ်ဇက်ဂိတ်ဖြစ်တဲ့လုံတောက်နယ်ဇက်ဂိတ်ကိုတရုတ်ဘက်ကဖွင့်လှစ်ပေးလိုက်ပြီးနမ်ခန်မြို့ရေစိတ်ကနေကူးပြီးသွားရတယ်လို့သိရပါဗျ။ နမ်ဆန်မန်တုံနဲ့နမတူမြို့နယ်တွေမှာတော့ဂျွန်လတရက်ကစပြီးတရက်နယ်လေးကဒေသခံမှတ်ပုံတင်တဲ့အိမ်နောက်စုစီရင်လုပ်ပေးနေတာဖြစ်ပြီးအထောက်အထားပြုလုပ်လို့သူတွေအနေနဲ့တရက်နယ်လေးထိန်းချုပ်နယ်မြေမှာအနည်းဆုံး9နှစ်နေထိုင်ပြီးတော့အသက်16နှစ်အထက်ရှိရမယ်လို့ဒေသခံတွေစီကနေသိရပါတယ်ရှင်။ TV မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရပါကျမတို့ဖူအီအီနဲ့ပါ ကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်